မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝေမြို့မှာလူငယ်များကိုစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိရဲရင်အောင်ကိုပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August လ18ရက်နေ့ညနေ4:00ခွဲအချိန်ကမှဒဝေမြို့ကျဆားပြင်ရက်ကွက်မှာနေထိုင်တဲ့ ပြူစောတိရဲရင်အောင်ခေါ်တူတူကိုအထူးပြောက်ကြားတပ်ဖွဲ့ SGF ကရဲမော်များကပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်။တိတ်ဆုံးသွားတဲ့ပြူစောတိရဲရင်အောင်ခေါ်တူတူဟာစစ်တပ်နဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဒါအပြင်အကြမ်းဖက်စစ်တပ်ကရေချောင်းကနေပြီးတော့ဒဏီတော်ဘက်ကိုတောင်းနှင်းခဲ့တဲ့အချိန်ကလက်နက်ကင်ဆောင်ပြီးတော့ပါဝင်ကလမ်းပြလုပေးခြင်းတို့ကိုပြုလုပ်ခဲ့တဲ့အတွက်အထူးပြောက်ကြားတပ်ဖွဲ့ SGF ကပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။ပြူစောတိရဲရင်အောင်ကငါးဖမ်းဆက်လီငယ်နဲ့ငါးဖမ်းသမားအယောင်ဆောင်ပြီးတော့ ရေချောင်းတလျှောက် PDF တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းဖို့ဆင်းလာတယ်လို့သတင်းရလို့ကျွန်တော်တို့အထူးပြောက်ကြားတပ်ဖွဲ့ကစစ်ဆေးမေးမြန်းပြီးတော့တွားရောက်ဖမ်းဆီးတာအဖမ်းမခံဘဲနဲ့ထွက်ပြေးလို့ပြစ်ခတ်ဖမ်းဆီးလိုက်တာတိတ်ဆုံးသွားပါတယ်လို့အထူးပြောက်ကြားတပ်ဖွဲ့ SGF ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ဒုက္ခသည်များတွေကစခန်းတာဝန်ခံများနဲ့အခြေခံပညာတက်မြောက်ထားတဲ့ဒုက္ခသည်များအား မဲယုံဆောင်လုံခိုင်းရန်အတွာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့များကခေါ်ယူတွေ့ဆုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဒုက္ခသည်စခန်းတာဝန်ခံများအားပြည်နယ်စစ်ကော်မရှင်အပါအဝင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်ပြီးတော့ခေါ်ယူတွေ့ဆုံခဲ့ပြီးမဲယုံဆောင်လုံရန်ပြောဆိုခဲ့တယ်လို့သတင်းရင်းမြစ်တို့ကပြောကြားထားပါဗျ။ရက်တော်အတိအကျမပြောဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကပဲစခန်းတာဝန်ခံတွေကိုခေါ်ပြီးတော့တွေ့တယ်။ရွေးကောက်ပွဲအကြောင်းပြောပြတယ်။မဲယုံဆောင်လုံခိုင်းမှုအတွက်သဘောထားကိုပြောတယ်။စာနေနဲ့ပေါပေါဖတ်တတ်တဲ့သူတွေနဲ့ အတန်းပညာတက်မြောက်ပြီးတဲ့သူတွေကိုစီးရင်ပြုစုထားဖို့ပြောတယ်စစ်တွေမှာကဝန်ထမ်းတွေလည်းတိတ်မရှိဘူးလေမြို့ကန်တွေကလည်းရန်ကုန်ကိုရှောင်နေကြတာဆိုတော့ဒုက္ခတွေကိုပဲအားကိုးလာမဲ့သဘောရှိတယ်လို့ပြောပြထားပါတယ်စစ်တွေမြို့အနီးအနားကကြီးရွာပေါင်း20ထက်မနည်းကိုစစ်ကောင်စီကပြီးခဲ့တဲ့2024ခုနှစ်ကစပြီးတော့နေထုတ်ကစစ်တွေမြို့တွေကဖုံးတော်ကြီးကြောင်များမှာဒုက္ခတွေစခန်းဖွင့်လှစ်ထားရှိတယ်လို့သိရပါတယ်စစ်တွေမြို့ကန်အများစုဟာ စစ်ဘေးရှောင်အနေနဲ့ရန်ကုန်မြို့နယ်အခြားမြို့များကိုတွားရောက်ပြီးတော့ခိုးလုံနေကြတဲ့အတွက်မြို့ထဲမှာဒုက္ခသည်တွေသာရှိပြီးဒုက္ခသည်တသိန်းနီးပါးအထိရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။အမည်မဖော်လိုတဲ့ဒုက္ခသည်စခန်းတာဝန်ရတဦးကထွေးဥကအစည်းအဝေးခေါ်တာကတရက်မှာအနည်းဆုံး၂ချိန်လောက်ကိုခေါ်တယ်။ဒုက္ခသည်စခန်းဆန်ထောက်ပံ့မှုကိစ္စကိုပြောတယ်၊ရွေးကောက်ပွဲအကြောင်းပြောတယ်၊မဲယုံကိစ္စအကြောင်းပြောပါတယ်။ကျွန်တော်တို့ကပါဝင်ပြီးတော့အားဖြစ်ရမယ်တဲ့။ဒီလာထဲမှာမဲယုံစောင့်မှုအတွက်ရွေးချယ်ခံရတဲ့သူတွေကို မဲပေးဆက်ကိုင်းနီးတွေကိုတင်ပေးတာမျိုးလုပ်လာနိုင်ပါတယ်။ဒါမှမဟုတ်ရင်လည်းမဲယုံအတွင်းအပြင်မှာစောင့်ခိုင်းတာမျိုးတွေကိုလည်းတာဝန်ပေးလာနိုင်ပါတယ်လို့ရှင်းပြထားပါတယ်။လက်ရှိမှာပြည်နယ်စစ်ကောင်စီကဩဂတ်စ်လပထမပတ်ကဒုက္ခသည်တအုပ်ကိုတလကိုငွေကျပ်2000နှုန်းနဲ့3လစာပေးသွားကြောင်းနဲ့နောက်လာမှာရွေးကောက်ပွဲကိစ္စကိုမဲဆန္ဒပေးရန်ဖိအားပေးလာနိုင်တယ်လို့ဒုက္ခသည်များကသုံးသပ်ထားပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲများမှာကျောင်းဆရာဆရာမများကို မဲယုံအတွင်းမှာတာဝန်ပေးရခြင်းနဲ့မဲယုံရဲ့ပြင်ပမှာအဆောင်ဖြစ်နေရက်ကြီးအုပ်ချုပ်ရင်းမှုများကိုဥဆောင်ကလောက်ကန်ခြင်းများစွာရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတော့ရခိုင်ကစစ်ကောင်စီထိန်းချုပ်နိုင်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တို့မှာဝန်ထမ်းတွေအလွန်နှဲပါလာတယ်လို့သိရပါတယ်အင်အားနှဲလာတဲ့ဝန်ထမ်းတွေနေရာများမှာဒုက္ခသည်များကိုအစားထုတ်ပြီးတော့စစ်ကောင်စီကပြင်ဆင်လာပြီးငွေကြေးနဲ့စာနယ်ရိက္ခာပေးမဲ့မလုံးများနဲ့စီယုံကရွေးကောက်ပွဲကိုပြန်လည်ပြုလုပ်ရန်စီစဉ်နေတယ်လို့သိရပါတယ် စစ်ကောင်စီထံကိုမှတ်ပုံတင်ထားရှိခဲ့တဲ့ရခိုင်တိုင်းဒေသပါတီ RNP ရခိုင်ဦးဆောင်ပါတီ AFP နဲ့အခြားသောမျိုးနယ်စုပါတီအချို့ကရခိုင်ပြည်အတွင်းမှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြရမယ်လို့သိရပါဗျ။အရခတ်တက်တော် AA ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာပြည်သူများအတွက်အကျိုးမရှိကြောင်းနဲ့ထိမ့်ချုပ်သိမ့်ပိုက်တဲ့နယ်မြေများမှာရွေးကောက်ပွဲကိုလက်ခံကျင်းပခွင့်မပြုကြောင်းပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်တုခကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်တမခံရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ19ရက်နေ့မွန်းလယ်12:00မိနစ်ခန့်ကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကဝက်လက်မြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့တမခံရွာကို Jet Fighter တစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။တမခံရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေချောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုတ်လုသွားပါတယ်အမှတ်သုံးလမ်းဘေးကိုပြစ်သွားတာပေါ့တစ်ကြိမ်ကတော့ဘုံကျဲတာတစ်ကြိမ်ကတော့ဆက်လက်နဲ့ပြစ်သွားတယ်ဒီကောင်လေးဘုံကျဲတဲ့နေရာကမရိယာမျိုးပေါ်ကစစ်ခွေးတွေလက်နက်ကြီးနဲ့ပြစ်လို့ပြည်သူတွေကရှောင်နေတာဆိုတော့ပြည်သူတွေတော့အထီးကိုင်မရှိလိုက်ဘူးလို့ Wallet Informational Network ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမရိယာမျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတယ်အကြမ်းဖက်စစ်ခွေးတက်ကကြောက်တရားရွာအနီးမှာရှိတဲ့နေအိမ်များကိုဆက်လက်ပြီးတော့မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ် မနေ့ကဩဂတ်လ19ရက်နေ့မိုးလယ်3နာရီကျော်ကန်းကစတင်ပြီးတော့မရီယာမြို့နယ်ကြောက်တရားကြီးွာအနီးတဝိုက်မှာရှိတဲ့နေအိမ်များကိုအကြမ်းဖက်စစ်ခွေးများကမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။မနေ့ကလည်းစစ်ခွေးတွေမိရှုဖျက်ဆီးသွားတယ်။နေ့ရက်ဆက်တိုက်ရှို့တာပေါ့။နေအိမ်ပျက်စီးမှုအခြေအနေကတော့မသိရသေးဘူး။ပြည်သူတွေကတော့ဘေးလွတ်ရာကိုရှောင်နေကြရတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါဗျ။အလားတူပဲဩဂတ်လ16ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကလည်း မရိယာမြို့နယ်ကြော်တရာရွာတဲ့အနီးမှာရှိတဲ့နေအိမ်များကိုအကြမ်းဖက်စစ်ခွေးတပ်ကမိရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်တရက်ချီရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်းအသက်73နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ15ရက်နေ့ည9:05မိနစ်ခန့်မှာစင်ဖြူကျွန်းလမ်းပိုင်းကွက်တစ်ထွန်ဆက်စခန်းကအကြမ်းဖက်စစ်ခွေးများဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တရက်ချီရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်အသက်73နှစ်အရွယ်ကလေးတအုပ်နဲ့အသက်30အရွယ်အမျိုးသားတအုပ်တို့ထိခိုက်ဒဏ်ရာရှိကာနေအိမ်တစ်လုံးပျက်စီးသွားတယ်လို့သိရပါတယ်တရချီရွာကပြည်သူကလေးအပါအဝင်နှစ်ဦးနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်ဇစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာပါနေအိမ်တစ်လုံးပျက်စီးသွားပါတယ် လက်နက်ကြီးနဲ့နှစ်ချက်ပြစ်တာပါလို့ပြည်သူညီနောင်ဆလဲသတင်းတော်ဝန်ကကိုပြည်သူကပြောဆိုထားပါတယ်။ဒါအပြင်သခိုင်းတိုင်းရင်းမာပြင်မြို့နယ်မှာရှိတဲ့ကြီးရွာများကိုအချက်မှစစ်ခွေးတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ပြည်သူ8000ကျော်ဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄နေစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းကြေးရွာများကိုအကြမ်းဖက်စစ်ကွေးတပ်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခတ်ခဲ့ရာပြည်သူတအုပ်တေဆုံးပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ9ရက်နေ့9:25မိနစ်ခန့်မှာအချမ်းဘတ်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြင်ကလေးကုန်းကျေးရွာအုပ်စုပိန်နယ်ကုန်းရွာအတွင်းမှာရှိတဲ့အရသာပြည်သူများနေထိုင်တဲ့ရွာကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေပြီးတော့ YAK 130နဲ့ဘုံဒီတလုံးကျဲချခဲ့ရာ အရသာပြည်သူတွေရဲ့နေအိမ်၅လုံးအပြင်အိမ်၃ကား၃စီးဆိုင်ကယ်၃စီးတို့ထိခိုက်ပျက်စီးကာတအုပ်သေးဆုံးပြီးတော့၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဩဂုတ်လ၁၇ရက်နေ့နေ့လယ်၁၂ :15 မိနစ်အချိန်မှာကြော်လုံးကြီးကျေးရွာအုပ်စုဝင်းတောင်ရွာနဲ့ကြောက်ပုံရွာကြားတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့အမှတ်၄၄ချင်းမြန်တပ်မဌာနချုပ်ကအရသာပြည်သူများနေထိုင်တဲ့ကျေးရွာအတွင်းကိုလက်နက်ကြီး၁၂၀မမတလုံးနဲ့ပစ်ခတ်ခဲ့ရာ အရသာပြည်သူလူထုတွေရဲ့လုပ်ငန်းခွင်တွေကိုကြက်ရောက် ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အလားတူပဲဩဂတ်လ17ရက်နေ့ညနေ3:30မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရရှင်းနဲ့ခမာရတုံပူပေါက်တပ်ဖွဲ့ကချောင်းပြန့်ကြီးရွာအတွင်းကိုဝင်ရောက်ပြီးတော့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အသက်50အရွယ်နော်ပန်းကြီးနောက်ဘက်ကြောကို ထိမှန်ဒဏ်ရာရရှိကတထုံမြို့ဖေးုံမှာဆေးကုသမှုခံယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ